နတ်တုစစ်ပွဲမှာတရားမင်းရဲ့ဖန်စီချင်းခံနာရတဲ့အတူရာနမင်းကနတ်သပင်စီဝေခမ်းမဆောင်စီကိုတရားမင်းကသူ့ရှေ့ရနေဝင်သွားတိုင်းဖြတ်သွားတိုင်းတရားမင်းကိုမချောမနာတာဖြစ်စေမဲ့စကလုံးတွေနဲ့ဆဲတယ်။သူ့ပေမဲ့တရားမင်းကဘလို့ပဲဆဲခံရခံရအပြုံးမပြတ်ဘူး။သူပြောတဲ့စကားတွေကိုလည်းနားမထောင်။တရားမင်းရဲ့ယထာတိန်ဖြစ်တဲ့မာတလိနတ်သားကပြောတယ်။အရှင်တရားမင်းကိုယ့်ကိုဒီလောက်ဆဲတာဘာလို့တိတ်ခတ်နေရတာလဲ။ မလောက်ဆုံးမရမှာပေါ့ဘာလို့မကြားချင်အောင်ဆောင်နေရလဲရှုံးပေးပါနဲ့လို့ပြောတဲ့အခါငါ့ကိုကြောက်လို့တီးခတ်နေပဲထင်တယ်ဘာကြောက်မဲတီးခတ်နေထင်တယ်တီးခတ်ခြင်းဟာငါ့အလုပ်ပဲသူ့ဟာသူဆဲတာဆဲပါစေငါအတိမတ်မပြုအတိမတ်မပြုခြင်းဟာနှစ်ဦးစလုံးအတွက်ကောင်းတယ်တီးခတ်ခွင့်လို့ခြင်းဟာအကောင်းဆုံးပဲမာတလိကိုတုတ်ပြန်ပြောဆိုတဲ့စကားတွေဟာတီးခတ်မှုဥတီဗီပြောတဲ့စကားတွေပဲတကြားမင်းရဲ့တီးခတ်မှုဟာအမခံစွမ်းဆောင်မှုရှိတယ်ဘာကြောင့်လဲဆိုရင်အနာရသူဟာတီးခတ်တာဖြစ်လို့ပဲ ရှုံးလို့ကြောက်လို့တီးခတ်တာအဆမ်းမဟုတ်ဘူးအနိုင်ရရဲ့သားနဲ့တီးခတ်ခွင့်လို့ချင်းကပို့ပြီးတော့အံ့ဩဖွယ်ကောင်းနေပေါ့ပါမခကျုံဆရာတော်ဖရာကြီးဒေါက်တာရှင်နန္ဒမာလာဘီဝန္တာ